အမျိုးသမီးတွေရဲ့မိမကိုတန်ရှင်ရင်းနဲ့ပတ်သက်ပြီးတော့လွယ်မနေရဲ့ထင်အောင်ထင်မှားဖြစ်နေရဲ့အချက်လေးရှိရဲ့ truth and myths ပေါ့ so ဒီချက်လေးမှာခုနှစ်ချက်ကိုဗာလေးရေးလဲဆိုတာကိုပြောပြမယ်တကယ်တမ်းအမှန်တရားရောဗာလဲဆိုတာကိုဒီဗီဒီယိုမှာပြောပြမယ်ဒေါက်တာယူရီပါအလှပရေးရာဆရာဝန်ဖြစ်ပါတယ် Galaxy မှာရနိုင်တဲ့ service တွေအကြတော့101 consultation ရတယ်။ကိုယ်အရေးပြားနဲ့ပတ်သက်ပြီးပေါ့ဆွေးနွေးချင်တာရှိရယ် skin care လေးတွေရွေးချယ်ခိုင်းချင်တာမရှိရယ်ဆိုရင်တော့ 101အနေနဲ့ online ကနေပြီးတော့လူနာကြည့်ပြရမျိုးရှိရဲ့နောက်တစ်ခုကကြောင့်သင်တန်းလေးနှစ်ခုဖွင့်လာတယ်ပထမတစ်ခုကကြောင့်တော့တကူရေးတန်ရှင်းမှုနဲ့အနန္တကင်းစင်ခြင်းဆိုတဲ့အကြောင်းလေးပါနောက်တစ်ခုကကြတော့ filler အကြောင်းတည်ကောင်းစရာဆိုတဲ့အကြောင်းလေးပါဆိုတော့ဒီ channel လေးတွေကို join channel ဆိုရင်เนาะ Facebook ကိုသွားပါ Dr. Juri ဆိုပြီးတော့ share လိုက်ပါပြီးရင် Messenger ကိုတစ်ခါတန်းသွားပြီးတော့ကို join channel နဲ့ classy name ကိုပြောလို့ရတယ်သို့မဟုတ်ဒါနဲ့လူနာပြ channel ဆိုရင်လည်း consultation fee တွေကိုမေးကြည့်လို့ရပါတယ် ထယောင်ထယ်မားဖြစ်နေတဲ့နံပါတ်၁ချက် ကကြတော့အမျိုးသမီး feminine wash တွေကိုကြတော့နေ့တိုင်းသုံးဖို့လိုတယ်အမြင်တမ်းသုံးဖို့လိုတယ်ဆိုတော့ထယောင်ထယ်မားဖြစ်နေတဲ့အချက်လေးပါတကယ်တမ်းအမှန်တရားကကြတော့ တကယ်လို့ကိုရဲ့ပတ်ဝန်းကျင်ကတန့်နေရေတန့်နေမြေတန့်နေအာကိုဟာကိုလည်းထင်းထင်းသိမ်းသိမ်းနဲ့တန်ရှင်မှုတွေကိုပုံမှန်ရေနဲ့လုပ်ပေးနိုင်နေဆိုရင်ကြတော့မြို့သမီးတန်းစင်စီရေ feminine wash ကိုကကြောက်အမြင်ကလုပ်ပေးဖို့မလိုပါဘူးထို့လိုမျိုးအရာတွေကကြတော့ရေမတန့်မှုအဆင်မပြေဘူးတနယ်ပြောင်းသွားတယ်ခီးသွားတယ်ပြီးတော့ menstruation လာနေရဒီလိုမျိုးနေထားတွေပုံမှန်မဟုတ်တဲ့နေထားတွေမှသာလည်းရေသုံးပေးတယ်ဆိုရင်လည်းပဲအဆင်ပြေပါတယ် ထင်အောင်ထင်မှားဖြစ်နေတဲ့နံပါတ်2အချက်ကကြတော့အဖြူစင်းတာဒီလုံးဝမကောင်းဘူးဆိုတဲ့အရာပါဒါတော်တော်များတဲ့အယူဆဖြစ်ပါတယ်မိန်းကလေးတယောက်ဖြူစင်းနေဆိုတာကြတော့ပုံမှန်ပါပဲတကယ်လို့ကိုကအနမ်းမရှိဘူးမရဘူးအော်ပြီးတော့ရောင်ရမ်းတာမျိုးမိမကောရောင်ရမ်းတာမျိုးမရှိဘူးဆိုရင်ကြတော့ဒီဖြူစင်းတာကပုံမှန်ပဲဖြစ်ပါတယ်ဆိုတော့လုံးဝ abnormal ဖြစ်နေရလို့မသုံးပါနဲ့တကယ်လို့ကိုမှရှားတဲ့ symptom လို့အနမ်းလို့ဆူဆူဝါးဝါးဖြစ်တဲ့ရောင်ပြောင်းသွားတာမျိုးရှိရဆိုရင်တော့ဆရာဝန်နဲ့ပြဖို့လိုပါတယ် နောက်ထပ်အချက်ထင်အောင်ထင်မှသုံးဖြစ်နေတဲ့နံပါတ်3ချက်မြောက်ကကြတော့ဘောင်းမီကြက်ကြက်တို့အင်းကြီးကြက်ကြက်တို့အဲဒီခန္ဓာကိုယ်စီးတဲ့ဟာအကျက်တရားကြတော့ကိုယ်ရဲ့အနံ့အသက် hygiene နေနဲ့ပတ်သက်ပြီးတော့တရားမှုမရှိဘူးဆိုပြီးတော့ထင်နေတဲ့အရာပါတကယ်ကမဟုတ်ပါဘူးလုံးဝတရားမှုရှိပါတယ်ဥပမာအနေနဲ့ကြည့်ရမယ်ဆိုရင်ဥပမာဘောင်းမီချင်းပေါင်းပြီးဝှက်လိုက်တယ်တစ်ခါလေကျရင်တစ်ရက်လည်းမလျှော်နှစ်ရက်လည်းမလျှော်ဒီလိုမျိုးကြက်ထုတ်နေတဲ့အရာဒီတိတာတို့ဝှက်လိုက်တဲ့အချိန်ကျရင်အဲ့ဒီ ग्वा ကနေပြီးတော့အနံ့တွေကိုအကုန်လုံးစုပ်ထားတာဖြစ်ပါတယ်ဆိုတော့မိမကိုရဲ့အနံ့တွေအကုန်လုံးဒီအိတ်ထဲမှာ ရှိပြီးသားဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့တဆင်ကြာလာတဲ့ချိန်ကြာချွေးနဲ့လုံပြီးတော့အာ personal hygiene ညံ့တာလို့မျိုးရတာမျိုးတွေပိုးဝင်တာတွေတဆင်ကဖြစ်နိုင်ပါတယ်အားကြောင့်မြဲတဲ့ကိုသုံးတဲ့ဒီအောက်ပိုင်းအာဘောင်းမီပဲဖြစ်ဖြစ်အာဒီဘုတ်တဲ့အရာတွေဒီချောင်ချောင်ကြီးကြီးနဲ့လေဝင်လေထွက်ကောင်းနေဖို့လိုအပ်ပါတယ် ထင်အောင်ထင်မှာဖြစ်နေရဲ့နံပါတ်၄ချမ်းမြောက်ကကြတော့ vaginal dodging လောက်တာကအာတန်ရှင်းမှုကိုဖြစ်စေရပေါ့ vaginal dodging ဆိုတာတချို့တွေကကြောင့်မိမကိုရဲ့အတွင်းဝဒီအခုတောက်လျှောက်လုံးကိုရေပိုင်းနဲ့ထိုးပြီးတော့ကို clean လောက်တာဖြစ်ပါတယ်ဆိုတော့အဟာတော်တော်မှားယွင်းတဲ့အာတန်ရှင်းမှုလို့ပဲပြောရမှာဖြစ်တယ်တော်တော်ရဲ့ vaginal surface တောက်လျှောက်သည်သူ့ဟာနဲ့သူပြန်ပြီးတော့တန့်စင်နိုင်တဲ့ mechanism ပါပြီးသားဖြစ်ပါတယ်ကိုရီးယားအထက်ကနေပြီးတော့မဟာတရားတန့်ရှင်းအောင်ဆိုပြီးရေနဲ့သွားထိုးလိုက်ကမှာ ခန္ဓာကိုယ်ရဲ့ mechanism ကပျက်စီးသွားမျိုးဖြစ်ပြီးတော့ပိုးတွေဝင်လာတာအိမ်ကြီးကြမျိုးတွေဖြစ်နိုင်ပါတယ်ဆိုတော့အဲ့လိုမျိုးကိစ္စကိုလုံးဝမလုံးရပါဘူးခန္ဓာကိုယ်ကသူ့အနေနဲ့သူလုပ်ပေးနိုင်ပါတယ် ထင်အောင်ထင်မှဖြစ်နေတဲ့နံပါတ်5ချက်မြောက်ကကြတော့ menstruation လာနေတဲ့အချိန်မှာအဲ့နေရာကိုတန်ရှင်းမှုမလုပ်ရဘူးရေလည်းမချိုးရဘူးအဟာကပိုဆိုးစေတယ်ဆိုပြီးတော့အာနယ်မှာတော်တော်များများဖြစ်ကြပါတယ်ဒီချက်ကတော်တော်များများမှားနေတာဖြစ်ပါတယ်ဒါတို့ menstruation လာတဲ့အချိန် period လာတဲ့အချိန်ဆိုရင်တန်ရှင်းမှုကပုံမှန်ထက်နေရမယ်ပြီးတော့မိမကိုယ်ကိုလည်းတန်ရှင်းမှုလုပ်ပေးရမယ်ရေလည်းပုံမှန်ချိုးလို့ရပြဿနာမရှိဘူးပုံမှန်လူတယောက်လိုပဲပြုမှုနေထိုင်လို့ရပါတယ် ထင်အောင်ထင်မှာဖြစ်နေရဲ့နံပါတ်6ချက်မြောက်ကကြတော့ပက်ခန္ဓာကလည်းတမ်ပွန်တို့ပြီးတော့ cup တွေထက်ဆိုင်ရင် menstrual cup တွေထက်ဆိုင်ပို့ပြီးတော့တန့်ရှင်းမှုအာပိုများတယ်ဆိုပြီးတော့မှားမှားနေကြတာပေါ့နော်တကယ်အကြောက်အလိုမဟုတ်ပါဘူးတကယ်လို့ကိုပက်ပဲ33 cup ပဲ33တမ်ပွန်ပဲ33နီးမှန်လမ်းမှန်နဲ့ကောင်းကောင်းအသုံးပြုတယ် properly အသုံးပြုတယ်ဆိုရင်တော့ဘာပြဿနာမှမရှိပါဘူးအကုန်လုံးကကြောက်သူဟာလည်းသူတန့်ရှင်းမှုရှိပါတယ် နံပါတ်9ချမ်းမြောင်မှာရင်းနေတာကြတော့လိန်ဆက်ဆက်မှုပြုလုံးမှတာလည်းရင်မိမကိုကပိုးဝင်နေကုသယောဂါမှုယောဂါရနိုင်တယ်ဆိုပြီးတော့ထင်အောင်ထင်မှဖြစ်နေကြပါတကယ်ကကြတော့လိန်ဆက်ဆက်တာတစ်ခုတည်းတော့လဲ မဟုတ်ပါဘူးဟုတ်တယ်ဖြစ်စီတဲ့ကြောင်းရင်းတွေကတခုဖြစ်နိုင်တယ်တကယ်လို့ကိုကညစ်ပတ်တဲ့အာတန်ရှင်မှုမရှိဘူးဆိုရင်တော့ဖြစ်နိုင်တယ်ဒါပေမဲ့တခြားအကြောင်းရင်းတွေအများကြီးရှိပါတယ်ယောဂပို့ကုသနေရဒါကကြတော့အချိန်လုံးဝမမှန်တာစားချင်နိုင်စားအချိန်တိုင်းအဲ့ဒီလိုမျိုးအင်မြူကြအောင်လုပ်နေရတာကြီးလည်းပါတယ်ပြီးတော့ပိုးသက်စည်တွေကိုရရှိဆွဲတောက်နေရတာကြီးလည်းပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ personal hygiene မှာကောင်းတာဒီလိုမျိုးလုံလောက်တဲ့တန်ရှင်မှုမရှိတဲ့အချိန်ကြရဲဆိုရင်လည်းပဲပိုးလုံးဝင်လိုက်တယ်လို့ကုသရောဂါလည်းရနိုင်ပါတယ်ဆိုတော့လိန်ဆက်ဆန နာတစ်ခုတည်းကသာလည်းရင်း source မဟုတ်ပါဘူးကဲအဲဆိုရင်ဒီဗီဒီယိုလေးမှာဒေါက်တာခုနှစ်ချက်ပြောသွားတယ်ထင်အောင်ထင်မှားဖြစ်နေတဲ့ဟာနဲ့အာတကယ်မှန်နေရပါလဲဆိုတာအဲ့တော့ဘယ်အရာမှတစ်ဖက်ဆုံးရောက်ပြီးတော့ခံယူထားတာမကောင်းပါဘူး အဲ့တော့တို့ကကြောကာချာအရာနေလာပေါ့နော်ငငယ်လေးကလေးကနေပြီးတော့တဆင့်စကားတဆင့်ကြိုင်းနဲ့လူကြီးတွေဆင်ကဲလာတဲ့စကားတွေကနေပြီးတော့တို့ခါလေးကြရင်အမှန်နဲ့လူယူစားပြီးတော့ကိုယ့်ဘာကိုကျင့်သုံးနေရမျိုးရှိပါတယ်အမှန်ခါလေးကြရင်ကျတော့လည်းပြန်ပြီးတော့မေးခွန်းထုတ်ပြီးတော့ဟုတ်လို့လားဆိုတဲ့ဟာလေးမေးတာကကြတော့လည်းပဲတော့တို့အများကြီးကြိုးရှိပါတယ်ဆိုတော့ဒီမှာကျတော့မိမခုန်တန်ရှင်းမှုနဲ့ပတ်သက်ပြီးတော့ခုနှစ်ချက်လောက်ပြောတော့ရဆိုတော့အများကြီးကြိုးရှိမယ်လို့ညံလဲပါတယ် TikTok မှာပဲဒေါ်လာသစ်ဖွင့်ထားတဲ့ channel လေးအသစ်တစ်ခုရှိတယ်။အဲ username ကကြတော့ ark strategy aesthetic ဆိုပြီးတော့ပေးထားတယ်။ဘာဖြစ်လဲဆိုတော့အဲ့ဒီအသစ် channel လေးကိုဒေါ်လာအမေးဖြေကဏ္ဍလေးနေပဲစုချင်လို့ပေါ့နော်။ အခုဒီ main platform ဖြစ်တဲ့ဒီ account ထဲမှာကကြတော့အာဒီတော်တော်များများမိခုံးမိကြတယ်အာဒါပေမဲ့တချို့ဟာလေးတွေဒေါက်တာ text နဲ့အရှိကြီးတွေရိုက်ပေးဖို့အဆင်မပြေဘူးအပုဆိုတော့ TikTok ကကြတော့ဒီ word character လေးကို limit လုပ်ထားတာဖြစ်တယ်အဲ့တော့ချို့လူတွေအတွက်ကိုဒေါက်တာဒီ video နဲ့တေချာပြန်ပေး ပြေးပေးချင်တယ်ဆိုတော့အတူကကြတော့1 minute ပေါ့တကယ်လို့ရှိမယ်ဆိုရင်တော့3 minutes ပေါ့နော်အဲ့တော့တကယ်လို့ဒေါက်တာကိုဒီဗီဒီယိုလေးရေနဲ့ပြန်ဖြေစီချင်တယ် reply the comment လုပ်ချင်တယ်ဆိုရင်တော့ဒေါက်တာရဲ့အစ်စ် channel ဖြစ်တဲ့ arc doctor yuri aesthetics ကို follow လုပ်ထားလို့ရတယ်အဲ့ဒီမှာသက်ဆိုင်တဲ့ဗီဒီယိုအောက်မှာမေးလို့ရတယ်အဲ့ဆိုရင်ဒါတာပြန်ပြီးတော့ဗီဒီယိုလေးနဲ့ပြန်ဖြေပြီးရမျိုးလေးလုပ်ပေးလို့ရတယ်ဆိုတော့အာဒီ TikTok ကမှာ arc doctor yuri aesthetics ကို share လိုက်ပါပြီး follow လုပ်ထားလို့ရပါပြီ